ဲ့ရလဲမလေးကြည်နူးခဲ့ရလားကိုတော်ငယ်ဘွားပြန်ရောက်ပါပြီမင်္ဂလာတော်ပြန်ဆောင်ခြင်းစိတ်တွေပေါက်ပါတယ်အမျိုးသားနဲ့နေပေါ့မင်္ဂလာနှစ်ပတ်လည်နေလေလှုပ်ဖို့ရည်ရထားလဲလာမယ့်ဖေဖော်ဝါရီလ28ရက်နေ့ကျရင်အော်အန်တီလို့လည်းမောင်တထမ်းမဲ့တည်းရဲ့တောင်မကဘူးမောင်လည်းတထမ်းမဲလည်းတထမ်းလှုပ်ခဲ့ရတာအဲ့လိုကြောင့်မို့လဲဒီလိုအရှိနေပြီးရောက်တယ်လို့ပဲထင်တယ်နော်ဟိုဘလို့ပဲဖြစ်ဖြစ်လေဒီခေတ်မှာပို့ဆိုးတယ်မောင်တထမ်းမဲလည်းတထမ်းမလုံးနိုင်ပင်နေ မောင်တထမ်းမဲတရွတ်တော့လုံနိုင်ရမယ်လို့ပြောခြင်းတယ်အခုလက်ရှိတဲ့အန်ဒီကမန်းချောင်းတာဝတ်တပ်ပါပေါ့နော်အဲရေကစားဝင်ဥဆောင်ပြီးလုံနေတာအခုအန်ဒီကနောက်လာမယ့်အစီအစဉ်တွေအများကြီးနေတိုးချက်ဖို့စီစဉ်ထားတာညပိုင်းကိုမီးရောင်စုံအလှတွေဆင်ပြီးတော့มาပေါ့ဟိုညစီတန်းလေးပုံစံမျိုးလေးကိုလှုပ်ရှင်တာနောက်ပြီးတော့ဒီဂျေတွေအစိုးတော်တွေနဲ့ဈေးတက်တာနဲ့အများပြည်သူတွေလာနိုင်အောင်လှုပ်ရှင်တာအဲ့လုပ်ငန်းလေးကိုလည်းတိုးချဲ့ရှင်တာ ဲကြရင်လည်းလာအပေးကြပါအောင်လို့။အော်ရန်ရှိဖို့ကောင်းတာ။နှစ်ယောက်ကမောင်နှမလေးလို့ပဲတွေ့တာ။ဆွေမျိုးရင်းချလို့ပဲ။အဲနဲ့ရုပ်ရှင်တွေရတဲ့တူပဲလေ။အဲစိတ်ရှင်တွေရတဲ့တူတော့ အရန်ချစ်ဖို့ကောင်းပါလေသူတို့ကြည်ပြီးတော့ဘယ်လောက်ကြည်နူးခဲ့ရလဲမလေးကြည်နူးခဲ့ရလားကိုတော်ငယ်ဘွားပြန်ရောက်လာပြီမင်္ဂလာတော်ပြန်ဆောင်ရင်စိတ်တွေပေါ့ပါလေအောက်ထဲပြန်ဖို့ဦးစီးရှိလားရှိပါလေ48နှစ်မြောက်အမျိုးသားနဲ့နဲ့ပေါ့မင်္ဂလာနှစ်ပတ်လည်လေးလေးလှုပ်ဖို့ရည်ရထားလဲလာမယ့်ဖေဖော်ဝါရီလ28ရက်နေ့ကြရင်အဲလောက်ပါအော်သူတို့နဲ့သူ့အမေဟဲ့မနေပေါ့မင်းသားဟင်းဝေရရဲ့အမေပေါ့နော်သူကနေတော့မှဖိတ်တာတည်းအန်ဒီလိုလေမန္တလေးကတော်တော်များပါလေ 50 60လောက်ရှိတယ်လာကြရတာဟုတ်ဆိုတော့ချစ်လို့လာရဝင်းရပေးတာဟုတ်ပါတယ်ဒါအချစ်လို့ပေါ့နော်တော်ရုံတိုင်ရုံနဲ့ပဲလာနိုင်မလဲမဟုတ်ဘူးလားအလုပ်တွေပြည့်ပြီးမှလာရတာလေတအားချစ်ခင်စိတ်နဲ့ပေါ့လာကြရတာအကုန်လုံးဟောအမြင်လေးကဟိုပြောရရင်မိန်းကလေးပြီးသားတာပေါ့နော်ဟိုမင်းသမီးဆိုပေမဲ့အိမ်တော်ထိမ့်သိမ့်မှုတော်လို့ပေါ့အဲအဓိကအဲ့လိုမျိုးအလေးထားပြီး ရွေးတယ်လို့ထင်ပါတယ်အန်ဒီရောက်အမျိုးသားလေးဘက်ကဆွေမျိုးသားချင်းတွေကသဘောကျကြမှာပေါ့အဲ့ဒါလေးကိုပို့ပြီးတော့နော်မိန်းကလေးပြီးသားတာအဓိကကြာလေနော်ယောက်ျားလေးရောမိန်းကလေးရောနှစ်ဦးနှစ်ဖက်ကတော်တဲ့ကောင်းမွန်တဲ့ကလေးတွေဖြစ်တော့လေနှမျိုးမှမဟုတ်တာစိတ်ချရတဲ့လူရဲ့လက်ထဲကိုဝါကက်အပ်ပြီးတော့ထည့်လိုက်ရဆိုတော့သူတို့ကပို့ပြီးတော့တော့မှပြောမယ်လို့ထင်ပါတယ်နှမျိုးတာတော့နှမျိုးတာတော့တပိုင်းရှိမှာပေါ့နော်ယူကျုံမရတဲ့ဟာမျိုးတော့မဟုတ်ဘူး ပြောပြောရှင်ရှင်နဲ့ထည့်ပေးလိုက်ရတဲ့ဟာမျိုးပေါ့ပခေါင်းပြမွေးလိုက်တာအမေဆိုရင်လည်းသူ့ရဲ့တာဝန်လေးသားတယောက်ကိုဟိုမိဘတယောက်နဲ့ပြုစုပြောထောင်ပေးရတဲ့ဟာကိုမအေးလို့သမီးတယောက်ရသွားလဲလက်ထဲကိုဘလို့ပဲဖြစ်ပခေါင်းပြမွေးလိုက်ရတယ်လို့ပဲမြင်တယ်အန်တီတော့လေနော်ကိုယ်တိုင်ကတရားကိုသဘောတူပြီးတော့ကြည့်တူပြရတာအာသဘောတူလေဘယ်လိုမျိုးညံပေးနေလဲဆိုလို့ချင်းမိန်းကလေးလေဘလောက်ပတ်စံရှိရှိ ဘလောက်ချမ်းသာသာဘလောက်ပဲပညာတတ်တတ်ယောက်ျားတယောက်ကိုကိုယ့်ရဲ့ခင်မွန်းကောင်းတယောက်လို့အမြဲတမ်းမြင်ပြီးတော့ဟိုယုံသိလေးစားရမယ်နော် မိမဝတ်တရားကျေရမယ်လို့အဲ့လိုမျိုးလေးပဲပြောချင်ပါတယ်အတိအကျတော့တစ္ဆာတရားရှိဖို့တရားလည်းတရားတစ္ဆာထားရမယ်လေအဲ့အဲ့ဒါအရေးကြီးတာနော်အာအများကြီးကြော်ရတာပေါ့အမျိုးသားရဲ့ဟိုစိုးလာတွေလည်းရှိတာပဲလေဘယ်သူမှတော့မကောင်းနိုင်ဘူးအကောင်းကတော့မရှိနိုင်ဒါပေမဲ့ခွင်းလို့စိတ်အကောင်းနဲ့စိတ်နဲ့ဖာသေးပြီးတော့ အမျိုးသားလေးလည်းပြုပြင်ရမယ်ကိုလည်းအတူတူပဲကိုကလည်းအတူတူပဲလေမိမပိသားဆိုတာနဲ့မကောင်းတာမကောင်းတာပြင်ပြီးတော့အမားလေးနည်းနည်းလေးလုံးမိတာနဲ့ချက်ချင်းပြုပြင်နိုင်ရမယ်လို့အကြံပေးပါရမလဲအော်အန်တီလို့လည်းမောင်တထမ်းမဲ့တရွဲ့တောင်မကဘူးမောင်လည်းတထမ်းမဲ့လည်းတထမ်းလုတ်ခဲ့ရတာအဲ့လိုကြောင့်မို့လဲဒီလိုအရှိနေပြီးရောက်တယ်လို့ပဲထင်တယ်နော်ဟိုဘလို့ပဲဖြစ်ဖြစ်လေဒီခေတ်မှာပို့ဆိုးတယ်မောင်တထမ်းမဲ့လည်းတထမ်းမလုံးနိုင်ပင်နေ မောင်တထမ်းမဲတရွတ်တော့လုံနိုင်ရမယ်လို့ပြောခြင်းနဲ့အခုလက်ရှိတဲ့အန်ဒီကမန်းချောင်းတာဝတ်တပ်ပါပေါ့နော်အဲ့ဒီရေကစားဝင်းဥဆောင်ပြီးလုံနေတာအခုအန်ဒီကနောက်လာမယ့်အစီအစဉ်တွေအများကြီးနေတိုးချက်ဖို့စီစဉ်ထားတာညပိုင်းကိုမီးရောင်စုံအလှတွေဆင်ပြီးတော့มาပေါ့ဟိုညစီတန်းလေးပုံစံမျိုးလေးကိုလှုပ်ရှင်တာနောက်ပြီးတော့ DJ တွေ အစိုးရလေးနဲ့ဈေးတက်တာနဲ့အများပြည်သူတွေလာနိုင်အောင်လှုပ်ရှင်တာအဲ့လုပ်ငန်းလေးကိုလည်းတိုးချဲ့ရှင်တာအဲ့ကြရင်လည်းလာအပေးကြပါအောင်လို့အော်ဟိုနဲ့ပေါ့အန်တီလို့ရဲ့အဓိကလုပ်ငန်းပေါ့ရေနဲ့ပတ်သက်တဲ့လုပ်ငန်းဖြစ်တယ်လေနောက်တော့ကိုငွေရကျင်တော့လောလောဘကြီးတစ်ခုတည်းနဲ့လုံးလို့လည်းမရအောင်လေအန်တီလို့ကလူတန်းစားမရွေးလာနိုင်အောင်လေလှုပ်ထားတဲ့နေရာလေးတစ်ခုဖြစ်လို့ဈေးနှုန်းတက်တာစွာနဲ့ ိုနိုင်ငံတကာအဆင့်မီမဖြစ်နေတော့မှကိုမြန်မာနိုင်ငံမှာတော့နည်းနည်းပါပေါ့နော်ဟိုအဆင့်မီတဲ့ဟိုကစားငွေတွေတခုလောလုတ်ပေးနေတာပေါ့အဲဈေးနှုန်းနဲ့တက်တတာနဲ့အများသူငါတွေလာနိုင်အောင်ပြောနိုင်အောင်အပန်းဖြေနိုင်အောင်လာသေးချင်ပါလေလို့ဖိတ်ခေါ်ပါလေမကြခင်ပါပေါ့နော်ညာဘက်ဈေးတန်းလေးနဲ့ပြောရွှင်စရာအစီအစဉ်လေးလာတော့မှာပေါ့ဟုတ်ကဲ့အဲ့လားလေးအများကြီးလှုပ်ဖို့ရှိပါလေ အဲ့တော့လာအားပေးကြပါဦးလို့ဖိတ်ခေါ်ပါတယ်နော်ကျမချောင်းကိုလာတဲ့လူတွေမှန်သမျှနော်လုပ်ငန်းကိုင်ငန်းနေအဆင်ပြေပါသေးဘေးဥပအန်နေအတွေ့အတွေ့လေးကင်းဝေးကြပါသေးလို့အမြဲတမ်းဆုမွန်တောင်းပါတယ်အတီချောင်းကိုလာလေတဲ့လူမှန်သမျှသူတို့ရဲ့စိတ်အပန်းဖြေလဲဖြေရမယ်သူတို့ရဲ့လာပေးတဲ့ငွေသည်အန်တရာဘာပဲဖြစ်သုံးပုံတစ်ပုံလေးပုံတုံအမြဲတမ်းပြန်လှူပေးနေတာဟိုအဓိကကတော့ကို့မှာဝန်ထမ်း80လောက်ရှိတာကို 80ရဲ့အနောက်မှာဝန်ထမ်း3ယောက်နဲ့မိသားစု3ယောက်နဲ့တွေ့ရင်ကိုလူ300 400ယောက်အန်ဒီကပြောရရင်ဟိုထမ်းပိုးပေးနေရတယ်ပေါ့နော်အဲ့တခုနဲ့ပဲအန်ဒီကအကျဉ်းတ်တယ်ကုသိုလ်ယူတယ်လို့ကုသိုလ်လာထဲဝင်တယ်လို့ပဲသဘောထားပါတယ်ရှင်။အော်တားနဲ့သမီးတွေဟိုပေါ့နော်ပြုံးမြကြတယ်အထိနော်နှစ်ဦးစိုးတူကောင်းဖက်ပေါင်းသိနိုင်ပါစေလို့ရာသပံလက်တွဲနိုင်ပါစေလို့ဆုပတောင်းပါတယ်ရှင်။